အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံကိုကြိုတင်ကာကွယ်ရေးလုံမှုယူတိုက်ခိုက်မှုဆိုပြီးတောက်ကြာနေကစစ်ရေးနဲ့နျူကလ িয়ার ပစ်မှတ်များပြားကိုတိုက်ခိုက်ခဲ့ပါတယ်။အီရန်နိုင်ငံဟာမထုတ်ပြန်ထားတဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့ပတ်သက်ပြီးဖြည့်ရှင်းချက်ပေးဖို့ပြက်ကွက်တယ်ဆိုပြီးနိုင်ငံတကာလူ့ပြူအေဂျင်စီကကြေညာတာ။နိုင်ငံပိုင်းတွင်မှာပဲအစ္စရေးတိုက်ခိုက်မှုတွေစတင်ခဲ့တာပါ။အီရန်နျူကလ িয়ার စီစဉ်တွေဟာအစ္စရေးနိုင်ငံကိုချိန်ချောက်မှုတစ်ခုဖြစ်အစ္စရေးနိုင်ငံကသတ်မှတ်ထားတာပါ။ဒီတိုက်ခိုက်မှုတွေပြီးအစ္စရေးကာကွယ်ဝန်ကြီးက ်အစ္စရေးနိုင်ငံအတွင်းအရေးပေါ်အခြေအနေကြီးညာထားလိုက်ပါတယ်။မဖြစ်မနေလုပ်ငန်းဆောင်တာတွေကလွဲလို့လုပ်ငန်းအားလုံးကိုရပ်ဆိုင်းလိုက်ပြီးအီရန်နိုင်ငံဘက်ကတုံ့ပြန်တိုက်ခိုက်လာမှာကိုကြိုတင်ပြင်ဆင်တာဖြစ်ပါတယ်။အစ္စရေးစစ်တပ်အရာရှိတဦးရဲ့ပြောဆိုချက်အရအီရန်နိုင်ငံတွေကနျူကလ িয়ার ပစ်မှတ်တွေနဲ့စစ်ရေးပစ်မှတ်အများပြားကိုတိုက်ခတ်ခဲ့ပြီး Iran Islamic Tolerance အဆောင်တက်တက်ချုပ်ဗိုလ်ချုပ်ကြီးဟိုဆင်ဆလာမီနဲ့လေချုပ်တို့အပါအဝင်ထိတ်တန့်ကြီးကြီးတွေတိုက်ဆုံပါလေလို့ Iran နိုင်ငံပိုင်သတင်းဌာနကအတည်ပြုပါတယ်။ အစ္စရေးဝန်ကြီးချုပ်နာသန်နီယာဟုရဲ့အဓိကမော်ဒါတွေထဲမှာအီရန်နျူကလ িয়ার အစီအစဉ်တားဆီးရေးနဲ့အီရန်ကိုတိုက်ခိုက်ရေးပါဝင်ပါတယ်။အစ္စရေးကအခုလိုတိုက်ခိုက်ဖို့အတော်လေးနှီးစပ်နေပြီဆိုတော့ကိုလည်းအမေရိကန်သတင်းရင်းမြစ်တွေကနေဒီရက်ပိုင်းတွင်သတင်းတွေထွက်နေတာပါ။ အစ္စရေးစစ်တပ်သတင်းရင်းမြစ်တွေရဲ့အဆိုအရအီရန်နိုင်ငံဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့အလွန်နီးကပ်နေပြီး2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကအစ္စရေးနိုင်ငံကိုဟားမတ်စ်ကတိုက်ခတ်မှုမျိုးတွေကြောင့်အီရန်နိုင်ငံကိုလက်ဦးမှုယူတိုက်ခိုက်ဖို့အချိန်ကျပြီလို့ယူဆပုံရတယ်လို့သုံးသပ်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေတွင်အီရန်နိုင်ငံအလဲပိုင်းကအထူးကယူရေနီယံတန့်စင်စက်ရုံဖြစ်တဲ့နာဒန်စက်ရုံအပြင်ထံတိုက်ခတ်ခံရပြီးယူရေနီယံယူဆိတ်မှုတော့မရှိခဲ့ဘူးလို့အီရန်အာဏာပိုင်တွေကအတည်ပြုပါတယ်။ အီရန်နိုင်ငံရဲ့အထင်ကရနျူကလ িয়ার သိပ္ပံပညာရှင်တဦးပါဝင်သိပ္ပံပညာရှင်အ ਨੇ ဆုံး6ဦးလည်းသေဆုံးပါတယ်။အီရန်ထိပ်တန်းကောင်းဆောင်ခါမီနီကအစ္စရေးကိုအပြင်းထန်ဆုံးလက်တုံပြန်မယ်လို့ကြုံဝါထားပြီးအစ္စရေးဝန်ကြီးချုပ်ကလည်းဒီစစ်စင်ရေးကိုရေရှည်လှုပ်ဖို့ပြင်ဆင်ထားတယ်လို့ပြောဆိုပါတယ်။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကဒီစစ်စင်ရေးဟာအစ္စရေးတနိုင်ငံတည်းကလှုပ်ဆောင်ချက်ဖြစ်ပြီးအမေရိကန်နိုင်ငံပါဝင်ပတ်သက်မှုမရှိဘူးလို့ပြောဆိုပါတယ်ခင်ဗျာ။ protecting.